တငယ်ချင်းများအားလုံးပဲမင်္ဂလာပါ Food Thai by HK မှာ ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်မှာတော့ပဇွန်နဲ့ကညော့ကြော်ချက်လေးချက်စားဖြစ်တာကိုပြန်ပြီးမျှဝေလိုက်ပါတယ်နော်အရင်ဦးဆုံးကြက်တော်နီတူကိုပပလေးလေးထားပါမယ်။ပြီးရင်ကညိုးရဲ့ရင်းနဲ့အပိုင်းတွေကိုဖယ်လိုက်ပါမယ်နော်။ ီလိုမျိုးချိုးလို့ရတဲ့အနုလေးတွေကိုဝဲယူပါမယ်။ပြီးရင်အပိုင်းလေးတွေလိဖြတ်ထားပါမယ်နော်။ရင်းနဲ့တေချာဆေးပြီးလို့ရှိရင်ဒီမှာပဇွန်ကိုလည်းနောက်ကအမဲကျောလေးတွေပါထုတ်ထားတယ်။ကညို့ဆေးပြီးသားရဲ့ငရုတ်သီးဆေးရဲ့ကြက်တော်နီးပါပါလိထားလေးပေါ့နော်။စီထည့်ပြီးတော့ပဇွန်ကိုအရင်ကြော်လိုက်ပါမယ်။ ဇွန်ကနောက်တစ်ဖက်လန်ပြီးတော့ကြက်သွားပြီဒီလိုမျိုးအယောင်ပြောင်းသွားပြီဆိုလို့ရှိရင်တော့ဆယ်ထားလိုက်ပါမယ်နော်ပြီးရင်အဲ့စီနဲ့ပဲကြက်သွန်ဒီကိုစီတက်ပါမယ်နော်ဒီမှာပဇွန်မှာထွက်လာတဲ့စီသေးတွေပါနည်းနည်းပြန်ထည့်ပါမယ်။ စနွေးနည်းနည်းထည့်မယ်ပြီးရင်အယောင်တင်မုံပေါ့နော်အစိမ့်မုံထည့်ပါမယ်ပြီးရင်ကညို့ကိုထည့်ပြီးတော့ကြော်ပါမယ်နော်ကညို့ကနည်းနည်းနွမ်းသွားအောင်လို့အဖုံးလေးကနအုပ်ထားလိုက်ပါမယ်ပြီးရင်တော့ပဇွန်ထည့်ပြီးတော့ကြော်လိုက်ပါမယ်နော်ကညို့ကလေအများကြီး အနူးကြီးမစားကျင်လို့ဒီလိုမျိုးအနေထားဆိုလို့ရှိရင်တော့ပစုံထဲတာပါနော်ပြီးရင်ငပိနေနေရဲစားချုံမုံထဲပါမယ်မြူဒီစိမ့်နှစ်ချမ်းခွဲထားတာလည်းထည့်ပြီးတော့ကြော်လိုက်ပါမယ်နော်ပြီးရင်ရေနေနေထည့်ပြီးတော့ဖုံးလေးအုပ်ပြီးတော့ကြော်ထားလိုက်ပါမယ်ငပိပြောပါအောင်တခြားလေးဖြိုပေးပါမယ်နော် ပြီးရင်တော့ဖုံးလေးကနာအုပ်ပြီးတော့ချက်ထားလိုက်ပါအောင်မယ်နော်ဒီလိုအနေထားဆိုလို့ရှိရင်တော့စားလို့ရပါပြီ။အရသာမိကြည့်ပြီးတော့အနေတော်ပဲဆိုလို့ရှိရင်တော့သုံးဆောင်လို့ရပါပြီနော်။ရိုးရှင်းလေကိုပြီးတော့စားလို့ကောင်းတဲ့ဟင်းတစ်မျိုးလေးပါနော်။ချက်စားကြည့်ပါ။ဆုံးထိလိုက်ပြီးတော့ကြည့်ရှုပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်။ Bye bye.